င်္ဂလာပါခင်ဗျာယခုအချိန်ကစပြီး Radio NUG မနက်ခင်းစီရေးသတင်းကောက်နှုတ်ချက်များကိုတင်ဆက်ပေးပါမယ်ကျွန်တော်ကတော့နှွေဦးမှာပါပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းရှိမင်းရဲရဲစခန်းနတ်ရည်တွေရဲစခန်းများနဲ့ပေါကောင်းအုတ်တွင်းအမြန်လမ်းပိုင်းတွင်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ကားများကို PDF တပ်သားများကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးခန့်သေဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။မတ်လ25ရက်နေ့တွင်ပဲခူးတိုင်းပေါက်ခေါင်းအုပ်တွင်အမြန်လမ်းပိုင်းအတိုင်းမောင်းနှင်လာသည့်ချမ်းဘတ်စစ်အုပ်စု၏စစ်ကားနှစ်စီးကိုဘော်ဒါချေးွာနှင့်ပေါ်လန်ကြီးချေးွာကြားအရောက်ည10:00နာရီမိနစ်20ချိန်၌ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်တိုင်းစစ်ဌာနပဲခူးဘျူဟာ27ပြည်ခရိုင်တရင် 3632နှင့်တက်ခွဲ3ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှတတင်းထုတ်ပြန်ပါတယ်။တိုက်ခိုက်မှုကြောင့်အင်အား30ကန့်ပါစစ်ကားတစ်စီးမှကြောက်ထဲသို့ပြုတ်ချသွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံနေတိုက်ဆုံခဲ့ပြီးစစ်နယ်ဦးခန့်ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့အပြင်မတ်လ26ရက်နေ့ နက်တနာရီ7မိနစ်အချိန်တွင်ရန်ကုန်မန္တလေးအမြန်လန်း128မိုင်မင်းရဲရဲစခန်းနှင့်124မိုင်နက်ရီတွင်ရဲစခန်းတို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်တိုင်းစစ်ဌာနပကိုးပြည်ဝ22အမှတ်383ရာတည်ရင်နဲ့အမှတ်303ရာတည်ရင်တို့ကကြပြိုင်နှင်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထို့သောတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တအူသိမ်းဆုံးခဲ့ပြီးလေးဦးအပြင်းအထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကာပြည်သူ့ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးရန်ကုန်မန္တလေးလမ်းကြောင်းကို PDF တပ်ဖွဲ့ဝင်များကလုံခြုံရေးစစ်ဆေးစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်နေ့မနက်6နာရီအချိန်ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းအုတ်တွင်းမြို့နယ်ညောင်ချောင်းအပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနယ်မြေနှင့်တိုင်းစစ်ဌာနပကိုးကုတ်ကဲမှုအောက်ရှိယူဟာ23 353ညနှင့်စစ်တောင်းစစ်ကြောင်းမှလုံခြုံရေးဆိုင်ရာစစ်ဆေးဆောင်ရွက်ခြင်းများ များပြုလုပ်ခဲ့ကြောင်းတောင်ပိုင်းစစ်ဒေသအမှတ်နှင့်စစ်ဒေသခွဲမှသတင်းထုတ်ပြန်ပါတယ်။အဆိုပါစစ်ဆေးမှုများကိုဆောင်ရွက်နေစဉ်မနက်9:45မိနစ်အချိန်ကတွင်ညောင်ချောက်အပိုင်းရဲစခန်းမှအင်အား6ယောက်ပါအင်စီကားအဖြူရောင်တစီယထာတွဲပေါ်ပန်ကားများပြုလုပ်ထားတဲ့ယထာကောင်းတွဲအတူဖြင့်အင်အား10ယောက်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်ထိုးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးက3ဦးဒဏ်ရာရရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ ဆက်လက်ပြီးနောင်ချိုတွင်စစ်ကောင်စီလေကြောင်းတိုက်ခတ်မှုကြောင့်အရက်သား၄ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တအောင်တပ် DNLA တပ်မဟာနှင့်ထိန်းချုပ်နယ်မြေရှိကျေးရွာများကိုစစ်ကောင်စီတပ်ကလေကြောင်းဖြင့်လာရောက်ပုံကျဲတိုက်ခတ်ခဲ့ရာဒေသခံပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့ PSLF DNLA ကထုတ်ပြန်ထားပါတယ်။ မတ်လ26ရက်နေ့ည6:00နာရီခွဲကမှအုံမခါ30နဲ့ရွှေညောင်းမင်းဂျေးပါတို့ကိုစစ်ကောင်စီက Jet Fighter နှစ်စီးဖြင့်ဘုံ9ချိန်လာရောက်ခြေချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုအတွင်း30ဂျေးပါကအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့အုံမခါဂျေးပါမှဒေသခံတွေကလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်၍ တောင်သာလဲကုန်းမရွာစာတင်ကြောင်းကိုစစ်တပ်ကစစ်တပ်လေးကြီးဖြင့်ဘုံဒီကိုလုံးကျဲချခဲ့တဲ့တင်းကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်နေ့မနက်3:30မိနစ်ခန့်တွင်တောင်သာမြို့နယ်လဲကုန်းမရွာစာတင်ကြောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေးကြီးဖြင့်ဘုံဒီကိုလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းတောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီမှသိရပါတယ်။တိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိဘဲပြည်သူနေအိမ်လေးလုံးစာတင်ကြောင်းဆောင်နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့ပြီးနှွားနှကောင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါပါတယ်ခင်ဗျာဆက်လက်၍စလင်းကြီး ထမ်းမှုကျေးရွာဘုံကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကဆက်တက်လေဒီပြည့်ဘုံချဲတက်ခိုက်ခဲ့ရာပြည်သူတို့အသေးဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်နေ့ညနေ9:20မိနစ်ခန့်တွင်ဆလင်းကြီးမြို့နယ်ထမ်းမှုကျေးရွာဘုံကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်ဆက်တက်ကဆက်တက်လေဒီပြည့်ဘုံချဲတက်ခိုက်ခဲ့ကြောင်းဒေသခံတရင်များအရသိရပါတယ်။အဆိုပါလေကျောင်းတက်ခိုက်မှုကြောင့်ပြည်သူအမျိုးသမီးတို့အသေးဆုံးပြီးတန်ဃာတော်တပါးကလေးများအပါအဝင်ပြည်သူ၉ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်၍အညာဒေသကပေါ်တာဆွဲဖမ်းဆီးခံရပြီးရခိုင်နဲ့ကယားစစ်မျက်နှာတွေစီပို့ဆောင်ခံရတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်အုပ်ခိုးလုံလာတဲ့တင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ25ရက်နေ့တွင်အညာဒေသကနေပေါ်တာဆွဲဖမ်းဆီးခံရပြီးရခိုင်နှင့်ကယားစစ်မျက်နှာတွေစီပို့ဆောင်ခံရတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တို့ထွက်ပြေးခိုလုံလာကြောင်းမုံရွာခရိုင်အမှတ်၁တိုင်းရင်းမှသတင်းထုတ်ပြန်ထားပါတယ်။ဂိုလုံလာတဲ့ပြည်သူစစ်အဖွဲ့ဝင်တို့သည်2024ခုနှစ်မေလထဲမှာမုံရွာနဲ့ပခုတ်ကူမြို့နယ်တို့ကနေပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးပဲခူးတိုင်းတပ်မ66လက်အောက်ခံခမရ၄မှာတာဝန်ကျခဲ့ကရခိုင်နှင့်ကယားစစ်မျက်နှာကကာကင်းတွေစီပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။အဆိုပါပြည်သူစစ်တပ်ဖွဲ့ဝင်တို့သည် ်ဆိုင်ရာတိုင်ရင်းကနေထွက်ပြေးနိုင်ဖို့အချင်းချင်းခါခါစူးစမ်းခဲ့ပြီးမုံရခဲအမှတ်တိုင်ရင်းနဲ့ဆက်သွယ်နိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်၍ KNDF အမှတ်9တရင်နယ်မြေအတွင်းစစ်ကောင်စီတပ်သားလေးဦးလက်နက်နဲ့အလင်းဝင်ရောက်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဂရင်းဒီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ6တရင်9ရှေ့တန်းနယ်မြေအတွင်းစစ်ကောင်စီတပ်သားလေးဦးလက်နက်နဲ့တကွတပ်ပြောင်းခုံလုံလာတယ်လို့ KNDF B05 ကတရင်ထုတ်ပြန်ထားပါတယ်။မတ်လ26ရက်နေ့မှာအတင်းအတ္တမတပ်သားတွေစုဆောင်းခံထားရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး MA1 တနက်တလက်နဲ့အတူထွက်ပြေးလာပြီးပတ်ပြောင်းခုံလုံလာခဲ့ကြပါ။ပတ်ပြောင်းခုံလုံလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦး ဟာပြည်သူစစ်မှုထမ်းတပ်သားတွေဖြစ်ကြပြီးကျန်တအူးကတော့တန်တေတပ်သားဖြစ်တယ်လို့ဆိုပါတယ်အစိုးရအလင်းဝင်တပ်သား၄ဦးကို KNDF အမှတ်5တိုင်းရင်မှာတပ်ဆိုင်ရာဌာနကိုလွှဲပြောင်းပေးခဲ့ပြီးဘေးကင်းလုံခြုံစွာစောင့်ရှောက်ထားတယ်လို့သိရပါတယ်ဒေါ်လန်ကြီးကြားမြင့်လာတာနဲ့အမျှစီရေးအရာအထည်နာလာပြီးတပ်သားပြောင်းဆုံမှုလူဆွမ်းအားပြက်လက်လာမှုစားတဲ့ပြဿနာတွေကြောင့်စစ်ကောင်စီကမတရားဖမ်းဆီးပြီးလူသက်စုဆောင်မှုများကိုတုံးမြင့်လုံဆောင်နေပြီးအတင်းအဓမ္မဖမ်းဆီးခံရတာကြောင့်ထွက်ပြေးပတ်ပြောင်းသူများလည်းပုံမှန်များပြားလာနေတာကိုတွေ့ရပါတယ်ခင်ဗျာ ယခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထနောင်းမြေပူပေါင်းစစ်ကြောင်း ဖွဲ့စည်းကြောင်းထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။အညာ Federal Task Force AFTF, Freedom Fighter Guerrilla Force FFGF နဲ့ A-STARS မြင်းချံပျောက်ကြားတပ်ဖွဲ့တို့ကထနောင်းမြေစစ်ကြောင်းအနေဖြင့်ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်လာပါတယ်။မတ်လ28ရက်နေ့မှာစတင်ကစစ်ကြောင်းတရက်အနေဖြင့်ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီးစစ်ကြောင်းဟာကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့လက်အောက်မှာမရှိပေမဲ့ MOD ကလမ်းညွှန်ချမှတ်ထားတဲ့စီးမြင်စီကတ်များနဲ့အညီစစ်ရေးအရှိန်ကိုမြှင့်တင်သွားမယ်လို့ဆိုပါတယ်။စစ်ကြောင်းတရက်အဖြစ်ဖွဲ့စည်းလိုက်တဲ့အချိန်မှစ၍ဒေါ်လာရေးပြီးစ ုံးတဲ့အထိမဟာမိတ်များဖြင့်စည်းလုံးစွာတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းဒေါ်လန်ပြည်သူတွေအပေါ်ထဏောင်းမြေစစ်ကြောင်းကကတိသက်စာပြုထားပါရခင်ဗျာယခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောင်မင်းစစ်သွင်းနဲ့ Carshal Ru ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ